ဒီမီဒီယာများမေးမြန်းနေတဲ့ကျွန်တို့ TNL ကတင်လိုက်တဲ့အဲတရုတ်ကြက်ချီနီရင်တန်းပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့ရင်းနယ်နာနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရာနေတဆင့်ဆက်သွဲပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။အားလုံးကလည်းဒီလိုပဲဆက်သွဲဆောင်ရွက်နေကြဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့ အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တော်တို့ဖြစ်စဉ်နေရဖြစ်စဉ်နေရလဲနောင်ချိုမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒီနေရာမှာလဲဒီတပ်မတော်နဲ့ TNL အကြမ်းဖက်တောင်းချမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာတွေကို ကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီ ဖြစ်စင်မှာဧပြီလ1ရက်နေ့ည9နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါလို့ပြောပါတယ်လာတာကိုတွေ့ရပါတယ်အုံဒီယာနာမှာကျွန်တော်တို့အဲတမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်တမ်တော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာ တားစီးပါတယ်တားစီးလို့မရပါဘူးဒါမီတာတရာလောက် မီတာ200လောက်အကွာကတည်းကမီထိုးပြီးတားဆီးတယ်တားဆီးလို့မြောင်မီတာ200လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပြင်းသိရပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့တာကအာဒီဖြစ်စဉ်မတိုင်ဘောပေါ့နော်ဒီဖြစ်စဉ်မတိုင်ဘီမှာလဲအဲ့ကုန်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံက ူညီကယ်ဆယ်ရေးအဖွဲ့ရှိပါတယ် Blue Sky ကူညီကယ်ဆယ်ရေးအသင်းဖြစ်ပါတယ်အဲဒီအသင်းကနိုင်ငံတကာမှာလည်းလိုက်ပြီးကူညီနေတဲ့အသင်းဖြစ်ပါတယ်အဲ Blue Sky ကူညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့အား Masla 31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့ Masla 31ရက်နေ့ည10:00နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကို ရောက်ရှိခဲ့တယ် 16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲ့ကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန္တရာယ်ကင်းစွာ ရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာက နိုင်ငံတကာကုညီကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအတိပေးရတဲ့အကြောင်းကြားရတာလေကျွန်တော်တို့မြန်မာနိုင်ငံမှာခုအချိန်မှာဒါကုညီကယ်ဆေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်တောင်းညမှုအန္တရာယ်လည်းရှိပါသေးတယ်အဒီပေါ်မှာနိုင်ငံရေးအမြတ်ထုတ်လို့တဲ့အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်ဒါတွေကိုကျွန်တော်တို့ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်နေရတာဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့တမတော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါမေးမြန်းနေပါတယ်တချို့ပုံတွေမှာတက်လာတူလာလို့မယ်ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကကားတွေပါပဲမြန်မာနိုင်ငံနံပါတ်တွေနဲ့ကားတွေပဲဖြစ်တာ ው ဒီတရုတ်ကျက်စိန်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကကုန်ကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်ဘာပဲပြောပြော မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကြိုတင်အကြောင်းကြားခြင်းညှိနှိုင်းခြင်းများ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်။ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိ တရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုစ်အင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေကြောင်းကနေကူညီထောက်ပံ့မှုလေ53စီးရောက်ရှိပြီဖြစ်ပါတယ်။ကယ်ဆေးရေးဝန်ထမ်းပေါင်း1519ဦးရောက်ရှိပြီးမြန်မာနိုင်ငံမှာကယ်ဆေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆေးရေးပစ္စည်းတန်ချိန် ဘေးရ95တန်းသောရောက်ရှိပြီးဖြစ်ပါတယ်။ကုန်လန်းရေလန်းဝင်ရောက်နေမှုနဲ့တရုတ်နိုင်ငံကခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ၊ကုညီကယ်ဆယ်ရေးအဖွဲ့အားကားချောက်စင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနားီမထိုးခင်မှာရောက်ရှိပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လေရှိပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းကနေတမောနှစင်းဆေးလွတ်ပြီးထောက်ပံ့ရေးပစ္စည်းများဆောင်ရွက်လေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နော်ပြည်ပြမီဒီယာတွေ နိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကိုအထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ကြောကြားလိုပါတယ်။လိုရဖြစ်ဖြစ်ကျွန်တော်တို့သဘာဝဘေးဒဏ်ကိုအစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်းဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။